ရှိဦးစွာဘုရားသခင်ကျေးဇူးတော်ကိုချင်မှန်းပါတယ်။အားလုံးမင်္ဂလာပါခင်ဗျ။ဒီနေ့တော့တလင်တမားစနစ်ဆိုတာဆိုတဲ့ကောင်းစဉ်လေးနဲ့ခေါင်းပိတ်တော့မှာဖြစ်ပါတယ်။ရှမသက်ခရဝဉ္ဇံအခန်း19စာပိုက်3ကနေအောက်ပိုင်းကိုဖတ်ပါမယ်။ For a shadow သည်အထံတော်သို့လာ၍အထံတော်ဆိုယေရှုဆောင်လာတာ။လူသည်ခတ်သိမ်းသောအဖြစ်ကြောင့်မိမိမယားနဲ့ကိုယ်အတ္တလုံးစုံစမ်းနှောက်ယှက်ခြင်းကမေးလျှောက်ကြတော့ကိုရောက အစဦး၌ဖန်ဆင်းတော်မူသောသူသည်ယောက်ျားနှင့်မိန်းမနှစ်ယောက်တည်းကိုသောဖန်ဆင်းတော်မူ၏။ဇာပတ်6မှာကြတော့ထို့ကြောင့်လင်များတို့သည်နှစ်ဦးမဟုတ်တူဦးတည်းဖြစ်ဖျားသခင်ဖက်ဆိုက်တဘူးတင်တော်မူသောအရာကို လူမခွဲမခွာစေနှင့်မိန်တော်မူ၏။ဒါလိုပြောရတွေ့ရတယ်။ဒါကြောင့်မူလဖျားသခင်ရဲ့ဖန်ဆင်းတော်မူခြင်းရွေချက်မှာ တလင်တများရှိနေပဲဖြစ်တယ်။နော်အာဒံတို့မိန်းမနှစ်ယောက်မဖန်ဆင်းသလို့ ဧဝတ်တယောက်ျားနှစ်ယောက်မှဖန်ဆင်းမှုဒါကြောင့်နော်ဘုရားသခင်တင်တော်မူတဲ့ထဘိုးကိုလူမခွဲမခွာစေနဲ့နော်ဘုရားသခင်အိမ်ထောင်ချပေးတဲ့ချပေးတဲ့အိမ်ထောင်ကိုလူမခွဲမခွာစေနဲ့ဒါလိုပြောတာတွေ့ရတယ်အဲ့တော့ဘုရားသခင်ချပေးတဲ့အိမ်ထောင်ဆိုတာကတော့သူကညီးတဲ့တဘိုးပေါ့အယုံကြည်သူအချင်းချင်းနော်အိမ်ထောင်ကြတာကိုဆိုလိုတာဖြစ်တယ်ဘုရားတင်တာနော်ဘောလို့ဆိုတော့နှစ်ကောခန်း6စာပိုက်14မှာက မယုံကြည်သူနဲ့တွဲပက်ပြီးဟာတဘိုးမတင်ဖို့ဟာမယုံကြည်သူနဲ့အိမ်ထောင်မယူဟိုအိမ်ထောင်မမကြဖို့ဒါလိုပြင်ရတာတွေ့ရတယ်။ဒါကြောင့်ဒီနေရာမှာတလင်တမယားရှင်းနေဆိုတာကနမတိအယုံကြည်သူအချင်းချင်းဖြစ်ရမယ်။နော်။နမနဲ့လုံးဝကွဲလို့မရအောင်ဒါလိုပြောရတွေ့ရတယ်။အဲ့တော့စပိုက်နော်ကိုမှာ ငါပညတ်ဒီကမာယွန်းချင်းအကြောင်းမှတပါအခြားသောအကြောင်းဖြင့်မိမိမယားနဲ့ကွာ၍အခြားသောမိမနဲ့ဆုံဘက်တော်သူသည်မိမိမယားကိုပြစ်မှိုက်ကွာသောမိမနဲ့ဆုံဘက်တော်သူသည်လည်းသူ့မယားကိုပြစ်မှားသည်ဟုမိန်တော်မူ၏ဒီမှာကြတော့ဘာချွန်းချက်နေနဲ့ကွာခွင့်ရှိတယ်အဲ့တော့ဘလို့ကွာခွင့်ရှိတယ်လဲဆိုတော့မာယွန်းချင်းအမှု ယောက်ျားလှုပ်တဲ့လူကတခြားမိန်းမနဲ့တော်မှယူနေဆိုရင်တော့ကွာခွင့်ရှိတယ်မိန်းမသို့မဟုတ်မိန်းမလှုပ်တဲ့လူကတခြားယောက်ျားနဲ့ဖောက်ပြန်နေဆိုရင်ဟောကွာခွင့်ရှိတယ်ဟာလားမျိုးအဲ့တော့အဲ့လိုမှယွန်ချင်းမရှိဘဲနဲ့အကြောင်းမျိုးမျိုးကြောင့်သဘောထားမတိုက်ဆိုင်လို့အမျိုးတခြားအကြောင်းကြောင့်ကွာရဆိုရင်တော့တဲ့လောကကွာခွင့်မရှိဘူးအကဲကွာရင်တော့ယောက်ျား နော်မတည်မချင်းအဲ့ဒီမိမကနောက်အိမ်ထောင်ပြုတ်လို့မရဘူးမိမမတည်မချင်းအဲ့ဒီယောက်ျားကနောက်အိမ်ထောင်ပြုတ်လို့မရဘူးနော်ဒီသဘောပြောတာဖြစ်တယ်နားတည်လင်တည်းများရှိနေနော်အဲ့ဒါကြောင့်ဟိုသဘောတရားမတိုက်ဆိုင်လို့နှစ်ဦးသဘောတူပြီးတော့မှတရားရုံးမှာ क्वे တိုင်းနောက်အိမ်ထောင်ပြုတ်ရင်အဲ့ဒါဘာဖြစ်လဲနော်ယောက်ျားပြုတ်လဲမိမနှစ်ယောက်ယူတာနဲ့အတူတူပဲတဲ့ မိမပြုတ်နဲ့ယောက်ျားနှစ်ယောက်ပြန်တူယူတာနဲ့အတူတူပဲသူတို့ပြောတာတွေ့ရတယ်နော်တလင်မြဆင်းနဲ့တမြတလင်တမြဆင်းနဲ့ကိုဒီလိုနားလဲဖို့ဖြစ်တယ်ဒါနဲ့ပတ်သက်လို့နော်အင်ထောင်ကြီးနဲ့အင်ထောင်ကွဲချင်းနဲ့ပတ်သက်လို့နှစ်တက်ကောခန်းခွန်မှာအပြည့်စုံရေးထားတဲ့ဖတ်ကြည့်ပါနော်စာပတ်15မှာတော်တော်လေမယုံကြည်တော့သူဒီကွာသွားလို့လင်ကွာသွားစီ ထို့သို့ပြုလင်းတပဲ့တော်သည်ယောက်ျားဖြစ်စေမိန်းမဖြစ်စေခြေနောက်ချင်းမရှိနော်ငါတို့သည်အသင့်တင်နေချင်းငါဘုရားသခင်ပြည့်ညတ်တော်ရှိသူတို့ပြောတာတွေ့ရတယ်ဒီမှာလဲချွန့်ချက်နေနဲ့ဘုရားသခင်တင်တဲ့တဘိုးမဟုတ်ဘူးကိုယ့်အကိုမယုံကြည်သူနဲ့နော်လက်ထိုက်ပြီးတော့ပေါင်းတင်တယ်ပေါ့အဲ့ဒါဘုရားတင်တာမဟုတ်ဒီနေရာမှာတိဖို့ကနော် ခရိယံဖြစ်တိုင်းတော့လေညီတဲ့တပိုးလို့ပြောလို့မရအောင်ကိုယူတဲ့ယောက်ျားမိန်းမကအမိခံခရိယံဆိုရင်လည်းဘာဖြစ်နေလဲဒါဟာမညီတဲ့တပိုးပဲအတူတူပဲဒါလို့နားလည်ရမှာဖြစ်တယ်ဆိုတော့အဲ့လိုဖြစ်တဲ့ဆိုရင်တော့မညီတဲ့တပိုးထမ်းမိတယ်ဆိုရင်တော့အဲ့ဒီမယုံကြည်သူကယောက်ျားသူ့မိန်းမဖြစ်တဲ့ဆိုရင်အဲ့ဒီယောက်ျားကမယုံကြည်သူဖြစ်လို့ तू ကကွဲချင်တယ်ဆိုရင်တော့ ကွဲခွန့်ရှိတယ်တဲ့ကွဲပါတဲ့နော်အချင်းတော်မရှိဘူးမိမကမယုံကြည်သူဖြစ်တယ်ယောက်ျားယုံကြည်သူဖြစ်တယ်တဘောထားမလို့မတိုက်ဆိုင်ညှစ်လို့မရဘူးမိမမယုံကြည်သူကမင်းတို့ငါနဲ့ပြန်ကွဲတော့မယ်တဘောထားမတိုက်ဆိုင်ဘူးလို့ပြောရင်ကွဲခွန့်ရှိတယ်အချင်းတော်မရှိဘူးသူတို့ပြောတာတွေ့ရတယ်နော်အဲ့တော့အတိတ်ဘယ်ကတော့နော်ဒီ မယုံကြည်သူနဲ့အိမ်ထောင်ပြုတ်ထားတာဒီကိုယ်သဘောနဲ့ကိုပြုတ်တာဖြစ်တယ်ဘုရားပေးစားတာမဟုတ်ဘူးဆုံးဖက်ပေးတာမဟုတ်ဘူးနော်အဲ့လိုမယုံကြည်သူကကွဲချင်တော့ကွဲခွင့်ရှိတယ်သူပြောချင်တာအချင်းအောင်မရှိဘူးဆိုရာကတော့ဟိုအတိတ်ဘယ်ကဘာပြောချင်လဲဆိုတော့အဲ့ဒီယောက်ျားသူ့မို့မိမတည်တည်ဖြစ်စီမတည်တည်ဖြစ်စီနောက်အိမ်ထောင်ပြုတ်ခွင့်ရတယ်နောက်တရားဝင်ကွဲရမှာပေါ့နော် ဒါတလင်ပြားစနစ်ဆိုတာဒါကိုဆိုလိုတယ်သူတို့သိဖို့နော်ဒါကြောင့်တစ်ခါလေးမှာနော်နားမလဲတဲ့ခါမှာအိုမယုံကြည်သူသွားအိမ်ထောင်ပြုတ်မိတယ်နော်ပြုတ်မိတယ်ဆိုရင်ဒါဘုရားသခင်တောင်းပန်ဖို့ပါပဲကိုယ့်ကိုချင်းအောင်နေဖို့မဟုတ်ပါဘူးကိုယ့်အတွက်အဲ့လင်ကတန့်ရှင်းတယ်ကိုယ့်အတွက်အဲ့မရတန့်ရှင်းတယ်အောက်ဖတ်မစွန်းတော့နော်အဲ့တော့ဖျောက်တောင်းပန်ကျွန်တော်ကျမတော့မှားသွားတယ်ကိုယ်တဘောနဲ့ကိုယ်ဆောင်မိတယ်ကိုရောခွန့်လွတ်ပါကျမယောက်ျားအသက်သာပြောင်းလဲဖို့ ကဲတင်ချင်းရဖို့တမတရားတိဖို့မဆပါဆိုတော့မှနော်ဟိုဘယ်လိုခေါ်မလဲပေးဆပ်ပြီးတော့မှသူတို့ကိုယုံကလေးပြောဖို့ဖြစ်တယ်တက်တည်ခံဖို့ဖြစ်တယ်နော်တော့တွင်ဘလုံးမမရဘူးညှိလို့ဘလုံးမမရတော့ तू ကလည်း꽌ချင်နေပြီဆိုတော့နော်ဒါအချင်းတော်မရှိပါဘူးလို့ဟောဘုရားကိုကြောက်ပြီးတော့မှမ꽌ဘူးဆိုပြီးတော့မှပေးပြီးတော့မှကိုယ်ဝိညာဉ်ကြီးအကြဆင်းခံပြီးတော့နေဖို့မဟုတ်ပါဘူး ဒါလေးတွေနားလည်ဆက်ချင်တယ်ဒီမှာအချင်းအောင်မရှိဘူးလို့ပြောထားတာเนาะဒါကျွန်တော်တို့ရဲ့အသားသမီးတွေသိဖို့ဖြစ်တယ်ဖះဘုံမရှင်ရှားတဲ့အိမ်ထောင်ကိုယ့်ရဲ့ဝိညာဉ်ကြီးကလည်းကြက်ဆုံးတယ်ကိုယ့်အသားသမီးတွေလည်းပြဿနာရှိတယ်เนาะအဲ့တော့စာပေ၂၀ခွန်မှာတင်းတင်းမရရှိလင်လွတ်ချင်းကမကြံစီနဲ့မရနဲ့လွတ်လင်အခြားသောမရကိုမရှာနဲ့တိမ်ထောင်စနစ်မှာဒါကတော့ယုံကြည်သူချင်းချင်းပေါ့ကိုမိမယုံကြည်သူ အဲ့ဒါဆိုရင်တော့ကွာဖို့ဘယ်လိုနည်းနဲ့မှမကြံစီရဘူးတကယ်လို့ကွာရင်တော့နောက်မင်းမလုံးဝယူလို့မရဘူး तू မတည်မချင်းတယ်လို့ပြောတာနော်စာပိုက်39မှာကျတော့မင်းမသည်မိမိခင်မုန်းမတည်မီကာလပတ်လုံးတရားအဖြစ်ခြင်အောင်လက်ရှိခင်မုန်းတည်လင်မှုကမိမိအလိုတိုင်းတခင်ပြား၌သာအခြားသောသူအမယာဖြစ်ခြင်းကအခွင့်ရှိဒါပေမဲ့မယူဘဲနဲ့နေတာတာရဲ့ကောင်းတယ်လို့ပြောတယ်အဲ့တော့မင်းမလည်းဒတိုင်းပဲ တကယ်လို့ကိုယ့်ယောက်ျားနဲ့ क्वे တယ်အเจ้าမျိုးချက်နော်ဖောက်ပြန်ခြင်းလည်းမဟုတ်ဘူးယုံကြည်သူအချင်းချင်းလည်းမှန်တယ်ညီတဲ့တပိုး क्वे ရင်တော့မိမကလည်းပါလေနောက်ယောက်ျားယူလို့မရဘူးအဲ့ဒီယောက်ျားမတည်မချင်းအဲ့တည်သွားရင်တော့တပင်လဲတော့တပင်ထူပေါ့ယူလို့ရတယ်နောက်ယုံကြည်သူယူလို့ရတယ်ဒါလိုပြောပါတယ်ဒါကြောင့်တလင်တမရစနစ်ဆိုတာဒါကိုပြောချင်တာဖြစ်တယ်ပေါ့နော်ဆိုတော့ပြန်ချုပ်မယ်ဆိုရင်တော့ ကျွန်တော်ယုံကြည်သူတွေဟာဟာလာတကယ်စစ်မှန်တဲ့ယုံကြည်သူအချင်းချင်းအိမ်ထောင်ပြုတ်ချင်းဒီဘုရားသခင်ဆုံးဖက်ပေးတာဖြစ်တယ်ဘုရားသခင်တင်တဲ့တဘိုးဖြစ်တယ်နော်အဲ့ဒါဆိုရင်တော့တခြားအကြောင်းကြောင့်ကွဲလို့မရဘူးမှားယုံချင်းအမှုဆိုရင်တော့ကွဲခွင့်ရှိတယ်အဲ့လိုကွဲရင်တော့တရားဝင်ကွဲရမယ်နော်ပြီးရင်အချင်းတော်မရှိဘူးဖြစ်တဲ့အတွက်ဘာလဲဟော နောက်ယောက်ျားသူ့မို့နောက်မိန်းမအိမ်ထောင်ပြုလို့ရတယ်။ထို့နဲ့တူအကဲများကိုယ်တဘောကိုဆောင်ပြီးမကြီးတဲ့တဘောထားနေဆိုရပါစို့။သူ့ကိုအင်းဝင်လေးလိုရမယ်တန်နာပြုရမယ်။သူ့ကိုညင်ကဲတင်ရရဖို့ကိုသားသမီးထို့နည်းတူစွာပြုရမယ်။သူ့အတွင်းသူကဘလို့မှလက်မခံလို့ကိုရောအစကသူ့တန်နာပြုဖို့ရှိတယ်လေလူတွေနော်။ရပြင်းသူ့ကပြောင်းလဲအောင်ဆုတောင်းမယ်။ငါတန်နာပြုမယ်သူငါစကားနာထောင်ယုံကြည်ပြီး ယူလိုက်မိတယ်ပေါ့ဘလို့မှမရတော့ညှစ်လို့မရအောင်အဲ့ဒါဆိုရင်မယုံကြည်တဲ့သူကကွဲချင်တယ်ဆိုရင်တော့ကွဲလိုက်ပါနော်အိုးဘလို့ခေါ်နော်ကိုဝင်းရင်ရကြဆုံးခံပြီးတော့မှနော်အဲ့ဒီဝင်ကြီးကိုထမ်းစရာမလိုပါဘူးကွဲလိုက်ပါအဲ့တော့အချိန်တော့မရှိဘူးယုံကြည်သူနဲ့ပြန်ပြီးအိမ်ထောင်ပြုလို့ရတယ်ဒါအပြစ်မရှိဘူးနော်ဒါတလင်များစနစ်နောက်တစ်ခုကတော့ယောက်ျားဖြစ်မိန်းမဖြစ်ဖြစ်တခြားအကြောင်းကြောင့် နော်ခုနတစ်ချက်ကလွယ်လို့တခြားအကြောင်းကြောင့်ဘလို့မှကွဲခွင့်မရှိဘူးကွဲရင်နောက်အင်ထောင်ပြုတ်ခွင့်မရှိဘူးယောက်ျားတော်လကောင်မိန်းမတော်လကောင်မတည်မချင်းနော်ချင်းအောင်ချင်းရှိတဲ့အတွက်နောက်အင်ထောင်ပြုတ်ခွင့်မရှိဘူးတယောက်တည်ရင်တော့နောက်အင်ထောင်ပြုတ်ခွင့်ရှိတယ်ပြုတ်တဲ့ခါမှလည်းယုံကြည်သူနဲ့သာ ပြောမှဖြစ်တယ်ဒါဟာတလင်းဓမြစနစ်ဆိုတာဒါကိုပြောချင်တာဖြစ်ပါတယ်သင်တို့အားလုံးဘုရားသခင်ထူကောင်းချီးပေးပါစေတော့အာမင်